တဲ့အဲ့တော့ကျွန်တော်အမှန်တရားအတွက်လဲကျွန်တော်တို့တိုက်ယူရတာပဲဒါမှအမှန်တရားဆိုတာကခွေးမတော်ပါဘူးလေအဲတမလို့အပီထောက်ခံတဲ့ဆယ်လေးတွေဆယ်လေးတွေအားလုံးကိုပြောချင်တယ်ခင်ဗျားတို့အားလုံးရဲ့ပခုံးပေါ်မှာအနိုင်ဆုံးအနိုင်ဆုံးထောင်ဆယ်နှစ်ဆိုတာဂျာနော်ကျူတင်ရှိနေပြီသားပြောချင်ကြီးကပြောချင်ပါလေပြောချလိုက်ပြီမယ်နောက်ဆက်တွဲကဥပဒေကြောင်းဆိုတဲ့စကားလုံးရဲ့တွေ့ကပ်ပါတော့တယ်တတိယထားပြီးရှင်းတဲ့နေထိုင်ကြဖို့အားလုံးတိုက်တွန်းချင်ပါတယ် ားလုံးပဲမိင်္ဂလာပါရွှေ family မှပြန်နေကြိုဆိုလိုက်ပါတယ်ဓမ္မဘက်တော်သားတွေတယောက်ချင်းနေကောင်းကျမ်းပါရလားโอเคကျွန်တော်တို့အတွက်ပျော်ရွှင်ကြည်နူးခွန်အားဖြစ်စေမဲ့ရုပ်တံလေးနဲ့စဖွင့်ပြရသည်ခွင့်မတော်ပါဘူးလေကောင်းပြီနာမချစ်တူတူနော်ရှိရှိရှိအဲ့ဒါဆိုမြန်မာလိုပါပဲရတယ်ဟုတ်ကဲ့ပါလေပါလေ ဒါဘောမတွေအကြီးဝါရဖြန့်နေတယ်ဘောမတွေအကြီးပျော်နေတယ်ကျွန်တော်တို့ကိုဆွဲကြသွားပြီဆိုတဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့ကိုဆွဲရဲ့ပြန်လဲတုံ့ပြန်ချက်လေးကျင်းတတ်ကြလားပျော်ရွှင်ကြလားโอเคမေစုဝင်းဒီမှာစာရွေးကျမ်းပါပါသည်ချမ်းသာပါစေတရားကြောရှိပါ ကျွန်တော်တို့ရဲ့အမေတွေကနေပြီးတော့ကျွန်တော်တို့ရဲ့အမေအိုကြီးကိုငွေနဲ့ဆူတောင်း ပေးတာဗျာအခုလိုမျိုးအမေအရွယ်တွေကစလေးစားတန်ဖိုးထားတဲ့အမေကိုခမားတို့မှို့လို့ထောင်ထဲမှာထည့်ထားရက်တယ်အဲ့ဒါကြောင့်မို့လဲခမားတို့ကိုကျွန်တော်တို့ကတနိုင်ငံလုံးကတော်လန်ပုံကန်နေတာတီးဖို့ကိုတနေ့ကမနဲ့ line ပေါ်မှာတွေ့လိုက်တယ်ဟိုဘက်ရက်ကွက်ကလူရုံမာတွေကကိုဇွဲရီအမှုငဇွဲရီအမြအမြလို့သူတို့အဲ့ဒီပို့လေးတင်လိုက်ပြီးတဲက ဒီ model ကို message တွေဝင်လာတာအများကြီးပေါ့နော် TikTok Messenger ဒီ Facebook Messenger မှာဆိုလို့ရှိရင်လည်းဝင်လာတယ်ပေါ့နော်ကိုယ်စွဲအကြောင်းပြောပေးပါကိုယ်စွဲပါဖြစ်လဲပေါ့နော် ကိုဇွဲမောင်လေးကဘာမှမဖြစ်ပါဘူးเนาะမောင်လေးကိုဇွဲဘာမှမဖြစ်ပါဘူးရှင်ဟုတ်ကဲ့ပါမွန်းနယ်ကိုဒီလိုမျိုးစိုးရိမ်လို့လာမေးကြတဲ့ပြည်သူတူချင်းတယောက်ချင်းကိုလည်းမွန်းနယ်အထူးပဲကျေးဇူးတင်ပါတယ်ရှင်เนาะမောင်လေးကိုဇွဲရဲ့အစားအဲပြည်သူတွေချစ်တယောက်ချင်းကိုလည်းမွန်းနယ်အထူးပဲလေးစားပါတယ်ရှင်เนาะဟုတ်ကဲ့မောင်လေးကိုဇွဲဘာမှမဖြစ်ပါဘူးစိတ်မပူပါနဲ့เนาะကဲတည်င်းအမှန်အကန်ဆိုရင်မွန်းနယ်လိုကိုယ်တိုင်ကတင်ပေးပါမယ်เนาะကိုပဲရက်ွက်ကတော့ဒီလိုပါပဲသူတို့ line နဲ့ follow ဝါလိုချင်လို့ သူတို့ရဲ့ဟိုပြောရမယ်ဆိုလို့ရှိရင် IG EJU နဲ့မထုတ်တော့နိုင်ရင်ငါတို့ဘက်ကလူတွေဒီလိုပဲလုပ်မှာသူတို့က like နဲ့ follower ရပြီးလူသိစေချင်တာပေါ့နော်အဲ့တော့ကိုဇွဲပါမကျွန်တော်မိသားစုတွေကိုပြောချင်တာတကူကကိုဇွဲကြသွားပြီဆိုတာကျွန်တော်တို့အတွက်ရရရာခြေတာလို့ပဲသဘောထားပေးပါဗျကိုဇွဲရုပ်လဲထွက်ပြပြီးပြီအမှမဖြစ်ဘူးစိတ်မပူနဲ့ဒီနေ့ပြည်တွင်းဆယ်လီတွေဆယ်လီတွေပေါ့ဗျာနိုင်ငံရေးဆယ်လီတွေအထူးသဖြင့်ပေါ့ကျွန်တော်တို့ တက်မလို့အပီထောက်ခံတဲ့ဆယ်လီတွေဆယ်လီတွေအားလုံးကိုပြောချင်တယ်ခင်ဗျားတို့အားလုံးရဲ့ပခုံးပေါ်မှာနေဆုံးအနေဆုံးထောင်ဆယ်နှစ်ဆိုတာကြာရနော်ကျွတင်ရှိနေပြီသားဟွန်းကိုစောဖုံးဟင်းကိစ္စဟာဝမ်းပြီးတော့ဝမ်းတာနေရတဲ့သူတွေရှိတယ်နော်အဝမ်းတာရမကိစ္စမဟုတ်ဘူးဟုတ်တာခင်ဗျားတို့တံဝေကယူပါမှာဘယ်သူပဲဖြစ်ဖြစ်နော်မြန်မာနိုင်ငံကဆယ်လီတော်တော်များများပေါ့ဗျာနိုင်ငံရေးဆယ်လီတွေပေါ့ ထူးသဖြင့်အဲအဘရဲ့ဆယ်လီတွေပေါ့နော်အဘပိုင်ပါလေဆိုတဲ့ဆယ်လီတွေဉာဏ်သိထားမှာပခုံးပေါ်မှာထောင်ဆယ်နှစ်ဆိုတာဟိုအမြင်နဲ့ရှိနေတယ်အမြင်နဲ့ရှိနေဒါပဲဟုတ်တော့သူများဒုက္ခရောက်လို့လဲမပျော်ရွှင်ရနဲ့อืมကိုကံနေတဲ့အလဲဆိုတာရောက်လာတတ်တယ်အဲဒါကြောင့်မို့လို့အမှန်တရားကိုချစ်ပါလောက်ထုံးလုံးလေးကိုချစ်ပါနော်လောက်ထုံးလုံးလေးကိုချစ်ပါ တရားမြတ်တော်မူချစ်ပါအဲ့လိုမျိုးပေါ့ဗျာနော်ကြာတနာမှနွားချမ်းသာရမယ်အခြေအနေမျိုးဟိုဘုရားဥပဒေထက်ကြုံလို့ပြီးတော့ပုံကိုရင်းကိုချစ်နေရမယ်အခြေအနေမျိုးကနေပြီးတော့ကျွန်တော်တော့အဲ့အခြေအနေကိုခါသီးရကျွန်တော်ကြိုက်တယ်ကျွန်တော်ကြိုက်တာကတော့ဥပဒေကကျွန်တော်ကိုလည်းအုပ်ချုပ်အောင်ဖြစ်တယ်အလောက်ငယ်သားဖြစ်တယ်ကျွန်တော်လည်းအုပ်ချုပ်အောင်ဖြစ်တယ် ထက်အရာရှိဖြစ်တဲ့အထက်အရာရှိတဲ့ဥပဒေအုပ်ချုပ်အောင်မှာဖြစ်တယ်။ပြောင်းကြီးအခုဖြစ်နေတာကဥပဒေကမင်းတို့ဘာပမအားလာကျင့်ဆိုးလူတစုရဲ့အောက်မှာနော်သူတို့လှုပ်ချင်ရင်မင်းတို့ကမင်းတို့ဘောကြီးပဲဘလောက်မမနော်တက်ချင်တဲ့ပုံမှန်တက်ပြီးဆွဲစည်းပလိုက်လို့ရတယ်သောဘောအောင်ဆိုလေသူပြစ်မှုကဘာမှရှိတာမဟုတ်ဘူးအဲစောင်းမြင်ကပ်ပုံမှန်နဲ့ပဲယူကြုံမရဖြစ်သွားတာသဘောပေါက်တာဘောမတွေလည်းသတိအကြီးကြီးထားပါမင်းတို့ရဲ့ပခုံးပေါ်မှာထောင်ဆယ်နှစ်ဆိုတာလေးကို နော်တက်တူးထိုးပြီးတော့နေပါအမြဲတမ်းအမှတ်ရနေပါအချိန်မရွေးအိုးဖို့ထောင်လားအင်းစိန်ထောင်လားရောက်သွားနိုင်တယ်တတိအကြီးကြီးထားကိုကတော့ပြောစရာရှိတာပြောချင်တာလို့ပြောချလိုက်ပြီမြဲနောက်ဆက်တွဲကဥပဒေကြောင်းဆိုတဲ့သကလုံးတွေတွေ့ကပ်ပါလာတဲ့အတွက်တတိကြီးထားပြီးရှင်းတန်းနေထိုင်ကြဖို့အားလုံးတိုက်တွန်းချင်ပါတယ်ဟုတ်ကဲ့ကိုစောဘိုးကြီးရဲ့ဖြစ်စဉ်ကလည်းအားလုံးတချို့လူတွေနမူနာသင်ခန်းစာယူပြီးတော့လိလာတက်နေလို့ကျွန်တော်ဒီလိုပဲတိုက်တွန်းချင်ပါတယ်နော်အဲ့တော့ဒါတော့ပဲကျွန်တော်လည်းဒါအများကြီးလို့ပြောစရာမရှိဘူးအများကြီးလည်းကျွန်တော်လည်းဆက်ဆံ မရှိတော့ကျွန်တော်လည်းဘာပြောမှမသိလို့ဒီလောက်ပဲပြောလို့ရပါတယ်။ဒါဆိုကျွန်တော်မသိတဲ့အပိုင်းမို့လို့ကျွန်တော်မပြောနိုင်ဘူး။အဲဒါကြောင့်ရှင်းရဲ့အပိုင်းနဲ့ကျွန်တော်ပြော၃ခါခွေးနဲ့၃ခါခွေး၅နဲ့ကျွန်တော်ရှင်းရဲ့ကအမှုဖွင့်ထားပါတယ်တဲ့။နော်သူ့ကိုကျွန်တော်ဦးဖွင့်တာတော့ပုံမှန်၅၅ကာကြီးပုံမှန်66ကာကြီးနဲ့ဖွင့်ထားတာ။အဲဒါအဲ့ဒါကိုထပ်တိုးဖြစ်နေအဲအချက်ပဲတိုက်ဖြစ်ရေးဥပဒေပုံမှန်၃ခါခွေး၅နဲ့ထပ်တိုးမှုဖွင့်ထားပါတယ်ဆိုပြီးတော့ DVB သတင်းဌာနကရေးတယ်။နော်သူရေးတော့မှကျွန်တော်လည်းဒါပြောနိုင်တာ။ဘာလို့လဲဆိုတော့ကျွန်တော်ကကျွန်တော်တော့ဒီသတင်းကိုပြောဖို့ဆန္ဒမရှိဘူး။ပုံလည်းပြောဒါဒါက အဲဒါကသတင်းဖြစ်နေတဲ့သူ့ကိုဖွင့်လာတော့ဒါအင်ဂျင်နီယာထုတ်ထားတဲ့တရှူဆိုပြီးတော့ပြောတာမျိုးတွေကြားတယ်။နောက် PDF နဲ့ဆက်သွယ်လို့ပြောတဲ့အမျိုးကြားပါတယ်ဆိုပြီးပြောတယ်။သူတို့ကတော့တရားမဝင်အတွင်းကုန်ပို့ကုန်တွေကိုအဲတရားမဝင်သွင်းတယ်ဟုတ်ပို့တယ်ပေါ့။ဒါကြောင့်မလို့ပြောတယ်ဆိုတာမျိုးလေးခေါင်းစဉ်တက်တယ်။မျိုးစုံပေါ့ဗျာသူ့ကိုခေါင်းစဉ်တက်တော့မျိုးစုံတက်ထားတယ်။ဒါတော့ဟိုကရေးတာပါ။အာမျိုးစုံရေးကြတာပေါ့နော်။မျိုးစုံရေးကြပြီးတော့သူနဲ့ပတ်သက်ပြီးတော့သူ့ကိုသူနဲ့မိတ်ဆွေဖြစ်တဲ့သူတွေရန်သူဖြစ်တဲ့သူတွေဆိုတဲ့သကကလုံးတွေဒီဒီကမျိုးစုံရေးကြတာတွေ့ရတယ်။ ဆိုတော့နောက်တစ်ခါပြီးတော့ပြီးခဲ့တဲ့တောင်ကုန်ရဲစခန်းမှာလည်းဒီဒုံမိုးခိုင်ဆိုတဲ့အမျိုးသမီးကသူ့အမှုဖွင့်ခဲ့တယ်ဆိုတာမျိုး66ကားနဲ့အမှုဖွင့်ခဲ့တယ်ဆိုတာမျိုးလည်းရေးထားတွေ့ရတယ်ပြောတော့သူနဲ့မိုးခိုင်စားရလဲမသေးဘူးเนาะတွေ့ပါတယ်ဆိုတော့အမှုတွေကတော့ဖွင့်ထားပြီဆိုတဲ့အဓိပ္ပာယ်တော့သွားတက်ရတယ်ဆိုတော့ဒီဟာနဲ့ပတ်သက်လို့လည်းတက်ဆိုင်ရနားဆက်ကဘက်ကထုတ်ပြန်ထားခြင်းမရှိဘူး တရားရုံးတွေပါနေတယ်လေမင်းနဲ့စုံစမ်းခြင်းမရဟောရင်ထင်းထင်းသိမ်းသိမ်းပြောတော့ခုနပြောင်းပြီးပြောသွားတာကြားတယ်မလားမင်းတို့ရဲ့ပခုံးပေါ်မှာ1010နှစ်ဆိုတဲ့ပုံမှာရှိတယ်နော်တောင်းတောင်းမလုံးနဲ့အကုန်လုံးစမုံတုံးသွားမယ်မင်းတို့အဖအားဘောမလာတွေဘာတွေတိတာမဟုတ်ဘူးနော်သူတို့စောင့်မြက်ကန့်ရင်စောင့်မြက်ကပုံမှန်နဲ့လှုပ်ချင်တယ်လို့လှုပ်လိုက်လို့ရတယ်လူတယောက်ကိုကြက်ကလေးငှက်ကလေးလို့ဒီအဲ့ဒါကြောင့်မို့လဲငါတို့ကောင်တွေကအဆုံးအထိတော်လန်းနေတာဟုတ်ကဲ့ဗျာနောက်ဆုံးဖိတ်နေတယ်ကျွန်တော်တို့ချစ်ခင်လေးစားရတယ်ကျွန်တော်တို့ရဲ့ဒါရိုက်တာကြီးကိုပေါ့ရဲမအားလားကျင်ဆိုးတို့အုပ်စုကိုရဲရဲ တိုက်ဖို့အတွက်ခွန်အားပေးတဲ့ရုပ်တံလေးနဲ့ပိတ်ပြရသည်အားလုံးပဲမင်္ဂလာပါဗျာအားလုံးကိုခွန်အားရစီမဲ့စကားလေးခွန်ကျွန်တော်လက်ဆောင်ပါခြင်းပါတယ်မြေတားလက်ဆောင်ပါဗျာကိုကြီးပေါ့ရဲ့မြေတားလက်ဆောင်ပေါ့အဲ့ဒါပါလဲဆိုတော့အခုပြောမယ့်စကားဒီကျွန်တော်ဘဝကျွန်တော်အတွေ့အကြုံတွေကျွန်တော်ရဲ့သွေးတွေချွေးတွေဖေချာမှတ်တာနော်ကျွန်တော်ရဲ့အိမ်မက်တွေကို ်နဲ့တိဆောက်ပြီးတော့ကျွန်တော်ပြောမယ့်စကားလေးဖြစ်ပါတယ်။โอเคအရင်အရေးကြီးတဲ့အတွက်ဒီချာလေးနားထောင်ပေးပါ။ဟုတ်ကဲ့ပါ။လောကကြီးမှာဘယ်အရာမှလကားမရဘူးဗျာ။နော်။အဲ့တော့ထမင်းစားဖို့အတွက်ကိုရှိကိုနော်အဲထမင်းပကံရောက်လာလို့ဆိုတာဇပွဲတို့ကလာချပေးတာမဟုတ်ဘူးอืมအဲ့ဒါကိုမှန်တာပဲဟာထမင်းချက်ဖို့အတွက်ကထင်းရှားအောင်မယ်မီးမွေ့ရအောင်မယ်ဆန်စေးရအောင်မယ်အိုးစေးရအောင်မယ် ဟာလာပွန့်အောင်အချိန်တစ်ခုစောင်းအောင်မယ်ငှဲ့အောင်မယ်ဟာအဲ့လိုဖြစ်ပြီးတော့မှထမင်းပကံကကိုရှိကိုရောက်လာတေချာနားထောင်နော်လူငယ်တွေကိုတဲ့အသက်ကြီးတဲ့သူကျွန်တော်အမှန်တရားဘက်တော်သားဒါရိုက်တာကြီးပြောနေတာတေချာနားထောင်ဒီလိုပဲအခုလက်ရှိကျွန်တော်တို့ရဲ့လက်ရှိကျွန်တော်တို့ရဲ့အလုပ်တွေအားလဲဟာလွယ်လွယ်ကူကူနဲ့မရခဲ့ဘူးဗျာဒါပဲဘာဖြစ်လို့လဲဆိုတော့ငင်းချမ်းရေးအတွက်တိုက်ပွဲရှိရတယ်အဲ့တော့တိုက်ရတယ်နော်အဲ့တော့ကျွန်တော်အမှန်တရားအတွက်လဲကျွန်တော်တို့ တိုက်ယူရတာပဲဒါမှအမှန်တရားဆိုတာရတယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်လည်းအခုလုံးဝတိုက်နေတယ်ဗျာသဘောပေါက်လားကျွန်တော်လုံးဝကျွန်တော်လည်းမနေဘူးကျွန်တော်တိုက်နေအဲ့ကျွန်တော်တွေ့ကြုံကပြောမယ်ဆိုရင်တော့ကိုပေါက်တိုက်နေပြီဒီအင်ဂျီကိုဒီလိုတိုက်ဖို့အတွက်ကျွန်တော်နှစ်တွေအများကြီးကျွန်တော်ကျွန်တော်ကျွန်တော်မိမရှိရတယ်ကျွန်တော်သင်ခဲ့ရအောင်နော်အဲ့ဒါလေးပြောပြချင်တာပါ โอเคအားလုံးပဲကျွန်တော်မိသားစုတွေဒါရိုက်တာကိုပေါ့ကြီးကိုအတူယူပြီးတော့အားလုံးပဲတွဲလက်ညီညီတိုက်ထုတ်သွားကြပါစို့ဗျ။โอเคကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပေးတယ်ဓမ္မပတ်တော်သားတယောက်ချင်းစီတိုင်းတော်လန်နေ့သက်လေးပါလို့ဆုတောင်းရင်းနဲ့နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်ဆုံးပြရစီဗျ။